မင်္ဂလာပါရှင်။မောတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ NUG လက်အောက်ခံ PDF အဖွဲ့ရဟ၎င်းတို့နဲ့အမြင်အယူဆမတူသူတွေ၎င်းတို့ကိုဝေဖန်ပြစ်တင်သူတွေကိုတလန်ပြူစောတီကောင်းစဉ်တက်ပြီးလောက်ကျန်တက်ပြန်နေရ။လက်ရှိချိန်မှာလေပဲခူးတန်းဒေတာကြီးဂျိုးပင်ကောင်မျိုးမှာတာဖြစ်သူကိုရှံပြူကာနီမျိုးသမီးတအုပ်ကိုတလန်ပြူစောတီကောင်းစဉ်တက်ပြီးတက်ပြတ်မှုထမှန်ဖြစ်ပွားခဲ့ပါတယ်။ တရုတ်တံပိုင်းထဲမှာဂျိုးပင်က PDF အဖွဲသို့မဟုတ် GPK PDF အဖွဲရဲ့လုံခြံတပ်ဖြတ်မှုအပေါ်ဘယ်လိုမျိုးတောင်းပြန်ဝေဖန်နေသလဲဆိုတာနဲ့ PDF အဖွဲတွေကကြေစာလူသက်ကိုင်းပြီးဖြစ်နေသလားဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့မူတာမီဒီယာ channel ကို subscribe နဲ့ iron share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရင်မြန်မာနိုင်ငံမှာ2021ခုနှစ်က နိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်လက်နက်ကင်တိုက်ပွဲတွေဖြစ်လာခဲ့တာလေးနှစ်ကျော်လာပြီဖြစ်ပါတယ်။ဒီလေးနှစ်ကျော်ကာလအတွင်းမှာ NUG လက်အောက်ခံ PDF အဖွဲ့တွေဟာ၎င်းတို့နဲ့အမြင်အယူဆမတူသူတွေ၎င်းတို့ကိုဝေဖန်ပြစ်တင်သူတွေကိုတလန့်ပြူစောထီခေါင်းစဉ်ပြပြီးလောက်ကျန်တက်ဖြတ်ခဲ့ရာလူပေါင်းရာချီထောင်စီအသက်ခံထားရပြီဖြစ်ပါတယ်။ PDF အဖွဲ့ရဲ့တလန့်ခေါင်းစဉ်အောက်ကနေလောက်ကျန်တက်ဖြတ်ခံရသူတွေမှာ ရဟန်းတန်ကအနည်းဆုံး100နီးပါးပါဝင်ခဲ့သလိုကိုမီသားစုစာဝေးနေရေးအတွက်ရိုးသားအေးဆေးစွာလောက်ကင်စားတောင်းနေရင်အပြည့်မဲ့ပြည်သူတွေလည်းပါဝင်ခဲ့ပါတယ်။မလာစနေရက်နေ့ကလည်းဗကောတိုင်းဒေသကြီးကျိုးပင်ကောင်းမြို့မှာကျိုးပင်ကောင်း PDF အဖွဲ့သို့မဟုတ် GPK PDF အဖွဲ့ရဲ့လောက်ကျန်တက်ဖြတ်မှုကြောင့်တားရှင်ပြူကနိမြို့သမီးတိတ်ဆုံးခဲ့ရတယ်လို့သိရပါဗျ။ဇောပင်ကောင်မြို့မှာတားရှင်ပြူကနိအလူရှင်အမျိုးသမီးကို လောက်ကျန်တက်ဖြတ်ခဲ့သူမှာတေစာမင်းဂျိုးပင်က PDF အဖွဲ့ BDZM GBK PDF ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့အဲ့ဒီအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီ BDZM GBK PDF အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာဂျိုးပင်ကောင်မြို့နန်းဝတီရွှေဆိုင်ပေစပါရောင်းဝယ်လုပ်ငန်းရှင်ဖြစ်တဲ့ပြူစောတီအဖွဲ့ဝင် လေမယား၂ယောက်ကိုမက်လာ၁၂ရက်မနေ့၁၀နာရီမိနစ်၄၀မှာယောက်ျားဖြစ်သူကိုလင်းကိုမတွေ့ရှိရတဲ့အတွက် မိမဖြစ်သူဒေါ်တီရီဆန်ကိုတုတ်တင်ရှင်းလင်းနိုင်ခဲ့ပြီးအဲ့ဒီလင်မယားနှစ်ဦးဟာပြည်သူတွေကယုံကြည်ပြီးအနံ့ထားတဲ့ပေစဘာတွေကို အလွဲသုံးစားလောက်ကတက်ဆိုင်ရနဲ့ပူပေါင်းကလာရောက်တောင်းသူတွေကိုဖမ်းဆီးစေခိုင်းခြင်းချင်းချောင်းမှုတွေကိုနှစ်နာသူတွေက တိုင်ကြားလာတာကြောင့်တုတ်တင်ရှင်းလင်းခဲ့ကြောင်းပြူစော်ဒီအဖွဲ့ဝင်ကိုလင်းကိုလည်းဆက်လက်တုတ်တင်ရှင်းလင်းမယ်လို့ဖော်ပြထားပါတယ်။ BTZM GPK PDF အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ၎င်းတို့လှုပ်ကြံခဲ့သူကိုနမ်ဝရီရွှေဆိုင်ပဲစပါရှောင်းဝယ်လုပ်ငန်းရှင်ဖြစ်တဲ့ပြိုစော်တီအဖွဲ့ဝင်အဖြစ်ခေါင်းစဉ်တက်ထားပေမဲ့ခိုင်မာတဲ့တက်တည်ပြနိုင်ခြင်းမရှိပဲတစ်ဖက်သက်ဆွဆွဲချက်တွေနဲ့လှုပ်ကြံတက်ဖြတ်ခဲ့ခြင်းဖြစ်ရာလူမှုကွန်ရက်သုံးဆွဲသူတွေကြားမှာဝေဖန်ပြစ်တင်မှုမြင့်တက်ခဲ့ပါတယ် GBK PDF အဖွဲ့ရဲ့လှုပ်ကြံမှုကြောင့်တည်ဆုံးခဲ့သူအမျိုးသမီးရဲ့ခင်မွန်းဖြစ်သူကိုလင်းဆိုသူကလည်း၎င်းရဲ့ Facebook လူမှုကွန်ရက်မှာတုံ့ပြန်ရှင်းလင်းခဲ့ပါတယ် ကိုလင်းကမရေးချင်ပါဘူးမဖြေရှင်းချင်ပါဘူးဒါပေမဲ့ရှင်ပြုတ်မဲ့မောင်ရင်လောင်းတယောက်ရဲ့မိခင်တယောက်လုံးရရဆက်ဆက်အသက်ခံရတဲ့အပြင်ငါစကားနှွားရှာသပုတ်လေလွင်တွေပြောပြီးမဟုတ်မတန်တရားစွဆွဲချက်တွေညက်ပါတည်သွားသူတယောက်ပေါ်နှမဲ့ဖြတ်နေကြတဲ့မီဒီယာအပေါင်းနဲ့ GPK PDF ဆိုတဲ့ဟာတွေတိဖို့ပြောပြရစီဒီလိုပြောလို့လေမင်းတို့လာတက်မှာတော့လို့သွေးကြောင်ပြီးတောင်းမနေရမဟုတ်ဘူးမင်းတို့ကိုဓမြတိုက်တယ်လို့ပြည်သူတွေအထင်မလွဲအောင် မဝေဝါရအောင်ငါကိုလင်းကပဲဖြည့်ရှင်းပေးပါမယ်။ဟုတ်ပါတယ်။မင်းတို့ငါဆိုင်ထဲကအတ်တူတစ်ချောင်းတော့မရှူသွားခဲ့ဘူး။အမှန်ပဲ။ဒါပေမဲ့မင်းတို့ပြောတဲ့ပြူစောတိလင်မယာတို့လက်သမားတွေစီကစပားတွေကိုအလွဲသုံးစားလှုပ်တယ်တို့မတရားလှုပ်တယ်လို့ဆိုတာတွေတခုမှမဟုတ်တယ်လို့မင်းတို့စိတ်ထင်တိုင်းမစင်စားပဲတက်သွားတဲ့သူကမက်ခင်သီရီလွင်မှာမက်သီရီဆန်လည်းမဟုတ်ပါဘူးငါတို့တွေဒီချင်းနေရောက်ဖို့ဒီလိုလှုံနိုင်တန်းနိုင်ဖို့ဘယ်သူတဦးတယောက်ရဲ့အပူစာတခုမှမပါပဲ ရရည်စာမပါပဲငါတို့နှစ်ဖူးကချွေးချေးမှကြလာအောင်ရှာထားတဲ့ချွေးနေစာနဲ့ငါတို့သားလေးကိုရှင်ပြုဖို့စူးစားရင်းနဲ့ရှင်ပြုပွဲအထမြောက်ဖို့သုံးရက်အလိုမှာမင်းတို့ရဲ့ဆက်ဆက်တက်သွားခဲ့တာငါတို့လင်မယားမှာနန်းပရိရွှေဆိုင်လုပ်ငန်းကလွဲလို့တခြားမင်းတို့ပြောတဲ့ပယ်စပါဘာညာဆိုတာတည်တင်းတက်တောင်းတော့မရှိပါဘူးမင်းတို့ထက်လာတက်မှကြောက်လို့လေပြေသွင်းနေရလည်းမဟုတ်ဘူးကြိုက်တယ်လို့လုပ်လို့ရတယ်ဒါမဲ့မင်းတို့အနေနဲ့တခခုလောက်တော့မယ်ဆိုရင်တော့တေချောင်တော့လိလာသုံးသက်ကြပါကွာ ငါတို့လင်မြနဲ့ပတ်သက်လို့လေတိကျတိကျအောင်ထက်လိုက်လာပြီမင်းတို့လိပ်ပြမင်းတို့တတ်နိုင်ကြပါစေလုံနိုင်ကြပါစေငါတို့လိုဘဝမျိုးအပြစ်မဲ့ပြည်သူတွေဖြစ်စေချင်လို့ပါမင်းတို့ထင်မြင်ယူဆချက်တွေသတင်းတွေကလုံးဝကို ဖြောင်းပြန်နေအမှားတွေပါမင်းတို့မှန်တဲ့ထင်လဲလာတက်လှဲ့ပါအချိန်မရွေးပါပဲမင်းတို့မှားခဲ့လေငါမိမအသက်ကတော့ပြန်မရနိုင်တော့ဘူးဒါပေမဲ့ဗုဒ္ဓဘာသာ မြန်မာလူမျိုးတယောက်တည်းအထွတ်မြတ်ထားရတားရှင်ပြုပွဲမှာသင်ငယ်မပိုက်ရတဲ့အပြင် အခုလိုအပုတ်ချပြောဆိုခံနေရတာငါမိမအတွက်စိတ်မကောင်းလို့လို့မခံစားနိုင်လို့ပါဆိုပြီးတော့တုံ့ပြန်ရှိတာခဲ့ပါတယ်။တားရှင်ပြုတ်ကနေအမျိုးသမီးတဦးကိုတဖက်သက်ဆွဆွဲချက်တွေနဲ့တက်ဖြဲခဲ့တာကြောင့်ဝေဖန်မှုမြင့်တက်လာချိန်မှာတော့ BDZM GPK PDF အမည်ရှိရဲ့အဖွဲ့ဟာမက်လ23ရက်နေ့ည10:00နာရီကျော်မှာပြည်သူတွေတိုင်တန်းချက်နဲ့အကြက်လက်တွေအရလုံးဆောင်ခြင်းဖြစ်တယ်လို့ထပ်မံဖြေရှင်းခဲ့တယ်လို့၎င်းတို့ကိုလာရောက်တိုင်ထန်းထားတယ်ဆိုတော့ မက်ဆီစာသားတချို့ကို ပြသကရှင်းလင်းခဲ့ပါတယ်။အဲ့လိုရှင်းလင်းခဲ့ပေမဲ့ပြည်သူအများစုကလက်ခံခြင်းမျိုးမရှိဘဲထပ်မံဝေဖန်ပြစ်တင်မှုတွေမြင့်တက်လာခဲ့တဲ့အတွက် PDZM, GPK, PDF အမည်ရှိတဲ့အဖွဲ့ဟာမလ73ရက်နေ့ည7:00နာရီကျော်မှာတင်ခဲ့တဲ့ post ကိုပြန်လည်ဖြုတ်ချခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်မှာ PDF အမည်ရှိတဲ့အဖွဲ့တွေဟာကျေးစားလူသက်ကိုင်းတွေဖြစ်လာနေတယ်လို့ဝေဖန်ပြစ်တင်မှုတွေလည်းမြင့်တက်လာနေပါတယ်။ရန်ကုန်မြို့ကန်တအူကတော့ PDF အမိခံအဖွဲတွေဟာတေးစားလူသက်ကိုင်းတွေလိုဖြစ်လာနေရင်သူတို့ဟာအဖြစ်အပျက်တွေကိုတေးစားစုံစမ်းလေ့လာတာမျိုးမရှိပဲငါတို့လက်ထဲမှာတနက်ရှိရဲဆိုပြီးလှုပ်ချင်တိုင်းလှုပ်နေရယ်ပောက်ကိုရေရန်ညိုးရှိသူနှုတ်မှာတအုပ်ကမကျေနပ်လို့ PDF အမိခံအဖွဲတွေကိုသွားတိုင်နေအဲ့ဒီအချိန်မှာ PDF အမိခံအဖွဲတွေကအကြောင်းအရာအဖြစ်အပျက်တွေကိုခရီးစဉ်အတွင်းကြစုံစမ်းလေ့လာတာမရှိပဲတက်ဖြတ်တာတွေလည်းရှိရယ်အကျွေးရှင်ကို အကျွေးမပေးလို့တဲ့အတွက် PDF အမိခံအဖွဲတွေကိုသွားတိုင်ပြီး ရှင်းခိုင်းတဲ့အဖြစ်အပျက်မျိုးတွေလည်းကြားသိနေရတယ်။ PDF အမေရိကန်အဖွဲ့တွေကလည်းတေချာစုံစမ်းစစ်ဆေးမှုမရှိပဲဒက်လန်ပြူစောတီကောင်းစင်တက်လှုပ်ကြံတာတွေရှိနေရင်ကိုယ်အလောက်ကိုကိုယ်ရိုးသားအေးဆေးစွာလောက်ကံပြီးဒက်လန်ကောင်းစင်အောင်ရောက်ရှိလှုပ်ကြံခံရသူတွေအတွက်အများကြီးပဲ။လှုပ်ကြံခံရသူတွေအတွက်အင်နာတယ်လို့မိသားစုတွေလည်းကြေကွဲဝမ်းနေကြကောင်းနေဒီလိုမျိုးမှရင်တပြတ်မှုတွေအများကြီးရှိခဲ့တယ်။ဈေးတက်တွေလည်းအသက်ခင်ရတယ်။ NUG နဲ့ PDF အဖွဲ့တွေဟာ ၎င်းတို့မှာရင်တက်ဖြတ်ခံမှုတွေအတွေ့တာဝန်ယူခြင်းတာဝန်ခံခြင်းမျိုးမရှိပဲငါတို့လက်ထက်လက်နဲ့ရှိရင်ပြီးရောတက်ချင်နိုင်တက်နေတာမျိုးဖြစ်တယ်ဆိုပြီးတော့ပြောပါတယ်။ကြောပင်က BDZM JPK PDF အဖွဲ့ရဲ့လောက်ရက်နဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်သုံးဆဲသူတွေကြမှာဝေဖန်မှုမြင့်တက်နေရအောက်ထက်ဆိုးအမြင်ရှိတဲ့အကောင့်တစ်ခုကလည်းဘကောကြောပင်ကောက်ကလင်မယားနှစ်ယောက်တားပြစ်သူ ရှင်ပြုတ်ဖို့ချွေးနှဲစာလေးစုပြီးရှင်ပြုတ်မဲ့ရက်ကိုစောင့်နေရယ်။ယောက်ျားကရော မိန်းမပါ တာမန်ပြည်သူစစ်စစ်ရိုးရိုးတသားလောက်ကင်စားတောင်းနေသလိုအိမ်မက်တွင်လည်းပြောင်းနေရှာတဲ့တာမန်မိသားစုလေးကျမငင်မဲလို့မမျှော်လင့်ထားတဲ့အချိန်မိမဖြစ်သူကို GPK PDF ဆိုတဲ့အဖွဲ့ကနေမက်ဆေ့ချာကနေပြောတဲ့စာတက်ကြောင်းနေညနာသူနာမည်တော်မှန်အောင်မပြောနိုင်ပေတရားဥပဒေမဲ့တက်ပြက်ခဲ့သလိုကြံရှိနေတဲ့အမျိုးသားကိုပါတခါတည်းတက်ဖို့ရည်ရွယ်ပေမဲ့အိမ်မှာရှိမနေလို့လွတ်မြောက်သွားခဲ့တယ်။စာတက်ကြောင်းတဲ့လူတယောက်ကိုတရားလက်လွတ် လုံနိုင်တဲ့အထိ မင်းတို့စိတ်ထဲဖက်စစ်စိတ်တက်ဘလောက်ခိုးအောင်နေလဲခံမှန်းလို့ရပါပြီဒီလိုအလားတူဖြစ်ရတွေဟာမနေမနှောပါအခုလို line ပေါ်ရဲဝန်းစွာ မရေးလို့သာမသိရပါပြစ်စင်နဲ့ပတ်သက်ပြီးလှုပ်ဆောင်သူဘသူစိတ်ခိုင်းသူဘသူစွာမေးမြန်းဖို့ GBK PDF page ကိုဆက်သွယ်တော့ကျွန်တော်ကိုဘလော့သွားခဲ့ပါတယ်ဖက်စစ်တွေရဲ့တော်လန်ကြီးဟာမကြခင်ညီကုန်းတန်တော့မှာပါပြည်သူချင်ပတ်ဖြစ်ဇက်ခုံပေါ်မှာကပီးတင်နေပါပြီ။ဒီတော်လန်ရေးဘတော်မှမအောင်ပါ။ကျောက်အောင်ထဲဆိုးတာဝန်ရှုမှုတာဝန်ခံမှုအပြည့်နဲ့ပြောပါရစေ။ င်းနာသူမိသားစုနဲ့ဆက်သွယ်ပြီးအချက်လက်တွေရယူနေရယ်။ဒါရီယာတကယ့်တက်တည်စစ်စစ်တွေပါ။တနေ့ ICJ မှာရှင်းတဲ့အခါတာဝန်အရာဒိုမသိလို့ဘာတေးလို့မပြောသေးဘောကွာဆိုပြီးတော့၎င်းရဲ့ Facebook လုံမှုကွန်ရက်မှာရေးသားဝေဖန်ခဲ့ပါတယ်။လောက်ချန်ခရသူမျိုးသမီးရဲ့ခင်မွန်ဖြစ်သူရဲ့ post အောက်မှာလေ GBK PDF အဖွဲ့ရဲ့တောက်ရက်ကိုဝေဖန်ပြစ်တင်တဲ့မှတ်ချက်အများစုရေးသားဖော်ကြပြီးတော့အဲ့ဒီမှတ်ချက်တွေရဲ့မှာဘသူကများတဲ့တင်အမှားပေးပြီးမနာလိုစိတ်နဲ့လှုပ်ခဲ့တာလေ အဖွဲ့အစည်းကရောဘာမှမစုံစမ်းပဲလှုပ်ခဲ့တာလားပြည်သူစင်တဲ့တက်နှက်တွေနဲ့ပြည်သူတွေကိုလှုပ်ရက်နေလိုက်ကြတာလို့ရှင်းသားဖော်ပြခဲ့တယ်လို့အဲ့ဒီကောင်တွေအဲ့လိုကောင်းစင်တက်ပြီးပြည်သူစစ်စစ်တွေကိုတတ်တာများပြီလို့မှတ်ချက်ပြုရှင်းသားတာတွေလည်းရှိခဲ့ပါတယ်ဒါပြင်မကျင်တဲ့သူကတည်င်းပြည့်ပဲထားပါအောင်ရုံထဲသူတွေမှာစဉ်းစားစင်ကြည့်ဖို့အုံနှုတ်မပါကြဘူးလားဒီလိုညံ့ရင်ညံ့သွေးတွေနဲ့များတိုင်းပြည်ကိုကဲ့တင်ကြအောင်မတဲ့တစိမ့်ရှိတည်င်းပြည့်လို့တိုက်ရပါတယ်ဆိုတာကအဖြေမဟုတ်ဘူးနော် ရက်ဆက်လုံးနဲ့လောက်ရက်မှုရှုံချပါတယ်လို့မှတ်ချက်ပြုရေးသားတာပဲရှိခဲ့တယ်လို့စေအစိုးရတောင်လူတယောက်ကိုဒါမျိုးပလိန်ပစ်သလားစဉ်းစားကြဘသူကအာနာရှင်လဲတွေးကြဆိုရဲမှတ်ချက်တွေရှိပြီးဝေဖန်တာပဲလဲရှိခဲ့ပါတယ်ဒါပြင်ကြော်ကြီးအမည်ရှိတဲ့အကောင့်တစ်ခုကလည်းဒီလိုအဖြစ်မျိုး2021တုန်းကကြုံခဲ့ရပြီပါပြီကျွန်တော်ဆ iamma ရဲ့အဖေတဲ့ဘကိုရှိုးမတဲမှာတလန်ဆိုပြီးအသက်ခံခဲ့ရတာဆ iamma ကအဖေအသက်ပြန်ယူလို့မရပါဘဲတိတ်ခါထိခိုက်မခံနိုင်လို့ အဲ့ဒီတော့ကဘကို PDF ကိုတနေ့တတိစာပို့ပြီးတလန်မဟုတ်ကြောင်းဝန်ခံပေးဖို့တောင်းဆိုခဲ့တယ်။နောက်ဆုံးမရတဲ့အဆုံးကြမှာ PDF တွေကလည်းသူတို့မှာပြင်ပြက်ခတ်မိရပါတော်လိုင်းရင်ပြီးဆုံးတဲ့နေ့အပြစ်တွေကိုဝန်ခံပါမယ်လို့စာထုတ်ပေးရယ်။စာလေးတစ်စောင်နဲ့အဖေကြီးရဲ့အသက် ပြတ်မရနိုင်တော့ဘူး။ဆွဆွဲချက်လေးတွေနဲ့ထင်ရမြင်ရတက်သွားတာ။ဒီနေ့ထိဆရာမရဲ့အဖေကြီးအိမ်ပြန်မလာတော့တာ။ဒင်းနေပြည့်ပြီဆိုပြီးတော့၎င်းရဲ့ကိုတွေ့ဖြစ်ပျက်ကိုရှင်းပြီးတော့ဝေဖန်ပြစ်တင်ခဲ့တယ်လို့ မစင်းမစားမတုံးမတက်တိတက်တဲ့အသိဉာဏ်မရှိပညာမတက်အကျန့်ဖက်ဖြစ်တာပဲဒီလိုမျိုးတွေကိုတွေ့ကြုံခဲ့ရပြီဇလန်ဆိုတော့မတက်ရပါလို့အမိန့်လားညွှန်ကြားထားတယ်ဆိုလားတည်င်းတွေတော့ကြားရရဲ့ဒါပေမဲ့ဇလန်ကောင်းစင်အောက်ကနေလူမှုရေးအမုံအညို့အတေးတွေနဲ့တက်ပြစ်ကြတာအသက်ပေါင်းလဲများလာပြီလက်နဲ့ကင်ထားသူဆိုရင်ကိုကြည်ပြူစရာတစ်စက်မှမရှိတော့ပါခါးစည်းခံနေကြတာကလက်နဲ့မဲ့လူတန်းစားတွေပါဗျဆိုပြီးတော့မှတ်ချက်ပြုရေးသားထားပါတယ် လက်ရှိချိန်မှာ PDZ အမှန် GPK PDF အပါဝင် PDF အဖွဲ့ရရဲ့တလန်ကောင်းစဉ်ပြလှုပ်ကြံမှုတွေဟာမိကုံထုတ်စာဖြစ်လာနေပြီးရော၎င်းတို့ရက်တီဖို့တွင်ထောက်ပံ့စေရအောင်အခါကျင်းတွေရှုပြီးလူသက်ပင်းတွေရဲ့ကျေးစားလူသက်ဂိုင်းလူမျိုးဖြစ်လာနေတယ်လို့ဆိုနိုင်ပါတယ်။ PDZM GPK PDF အဖွဲ့ဟာ၎င်းတို့လူမှုကွန်ရက်စာမျက်နှာမှာ၎င်းတို့ဘာအတွက်ကြောင့်ရွှေဆိုင်ပါရှင်မျိုးသမီးကိုတပ်ဖြတ်ခဲ့တယ်ဆိုရဲမီဒီယာမှတစင်ရှင်းလင်းမယ်လို့ဖော်ပြထားပေမယ့် ဘယ်လိုမျိုးတောင်းပြန်ဖြေရှင်းမလဲဆိုတာကတော့စိတ်ဝင်စားဝယ်ကောင်းနေပြီရော၎င်းတို့မောင်ရင်တက်ပြတ်ခဲ့တယ်ဆိုတာကိုဝန်ခံမလားဓမ္မမဟုတ်ငင်းဆက်မလားဆိုတာစောင့်ကြည့်ရဝယ်ရှိနေပါတယ်ဘယ်လိုပင်ဆိုနေစေကမူ BTZM JPK PDF အဖွဲ့ရဲ့လုပ်ရကြောင်းအလူဝဲကလည်းပြက်ခဲရသလိုအပြစ်မဲ့ကလေးတအူးဟာလည်းမိခင်မဲ့ဖြစ်ခဲရပြီဖြစ်ပါရဲ့ရှင်